မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ထိတ်စီ20နှစ်မျိုးကိုပြန်လည်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီပြည့်ခဲ့တဲ့ဘက်မှာထိတ်လေးပိတ်တင်ပေးထားရှင်းဖြစ်ပါတယ်ဗောနော်ရှင်းလေးတော့အနေစားပြီးတော့ပြပေးထားတာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီထိတ်စီ5လုံးနဲ့ထိတ်စီ3လုံးထဲဗောနော်ဒီနေ့ကိုကျွန်တော်လေ့လာလို့ရအောင်ပြန်လည်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီမှာတော့300ဗောနော်300ပြီးတော့ ရှစ်ထိပ်၉လေ၄ဘိတ်ရှစ်၉လေ၅ထိပ်၆လေ၃ဘိတ်၅၆၃ထိပ်၈လေ9အဘိတ်၆၈ခွန်ပေါ့နော်ဒါလေးကိုကျွန်တော်အနောက်တလုံးပေါင်းရှင်းပြလိုက်ဒီပြီးတော့တလုံးပေါင်းရှင်းပြလိုက်ဒီနဲ့ဆိုရင်တော့ OK တယ်ပေါ့နော်၃၅နှစ်ပြီးတော့ကျွန်တော်ဒီ၈၉တ3လေးမှာသူက၃၉နှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ၃ထိပ်စီ OK တယ်ပေါ့နော် တုံးထိပ်စီအားနေတယ်ဆိုပေမဲ့တုံးထိပ်စီချပေးသွားတယ်။နှစ်အပိတ်ချပေးသွားခဲ့တယ်ပေါ့နော်။ဒီအလေးထိန်ကတော့ပြတ်သွားခဲ့တာဖြစ်ပါတယ်။၃၄၅၆ခုအလေးထိန်ပြတ်သွားတယ်ပေါ့နော်။ဒီမှာတော့၉အလေးထိန်၃ခုနဲ့ချပေးသွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်ဒီထိပ်စီနှလုံးကိုပဲတင်ပြသမယ်ပေါ့နော်။ထိပ်စီတွင်းကြီးကိုပဲတင်ပြထားမယ်။ဒီအလေးနဲ့အပိတ်ကိုတော့နောက်ထပ်ဗီဒီယိုမှာတင်ပြသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီ ိတ်စီငါးလုံးဤအဆက်ကိုဆက်ပြီးဒီလိုလေ့လာကြည့်အောင်ပါနော်โอเคဒီမှာတော့ငါးနှချိန်တက်စေငါးတစ်ချိန်ပြီးရင်သုံးနှချိန်6နှစ်နှချိန်ကောင်းပေါင်းတာကလေဒီသုံးနှချိန်ပေါင်းရှင်း6ပေါ့နော်ပြီးရင်သုံးနှသုံးနှနဲ့ပေါင်း3 4နဲ့ထပ်ပေါင်းအောင်ဖြစ်ပါတယ်ဒါဆိုရင်6နဲ့4ပေါင်းရှင်းဒီ10ဖြစ်ပါတယ်နောက်ထပ်လေး6နဲ့4ပေါင်း10 9နဲ့3ပေါင်းတော့8ဖြစ်ပါတယ်ခင်ဗျာ8 9 ကိုကိုနင်းနဲ့ပေါင်းတာ7တိတ်ကိုနင်းနဲ့ထပ်ပေါင်းတာဆိုရင်3 3ကိုတစ်ပေါင်းတာလေး6ကို1တုံးလေးထိပ်စီးတဲ့က3ထိပ်စီး3ကိုနင်းဖြစ်ပါတယ်ပြီးကြတဲ့တပတ်မှာကျွန်တော်ထိပ်စီး OK တယ်ပေါ့နော်အလဲထိန်ပြတ်သွားတယ်ဖြစ်ပါတယ်အနောနှလုံးပေါင်းရှင်း3လုံးပေါင်းရှင်းပြိ OK တယ်ဆိုပြီးမှကျွန်တော်ဒီအလဲထိန်ပြတ်သွားတယ်ပေါ့နော် okay ဒီထိတ်စီနီးအဆက်ကဒီ9နှစ်ကျင်းပြီးရင်3ညမှာတစ်ကျင်း ထိတ်စီးသုံးမှနှစ်ကြိမ်အပိတ်မှနှစ်ကြိမ်ဒီ6မှနှစ်ကြိမ်ပေါ့နော်ပြီးရင်ဒီတစ်ကိုနှစ်ကြိမ်ပေါင်းမယ်ဒီနှစ်နဲ့သုံးများနဲ့ကိုတစ်ကြိမ်စီပေါင်းပြီးလေးနဲ့ထပ်ပေါင်းရမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်9နှစ်ကြိမ်ပေါင်းရှင်း30 3နှစ်ကြိမ်ပေါင်းရှင်း6နှစ်နှစ်ကြိမ်က4ပေါ့နော်6နှစ်ကြိမ်ကလည်း7နှစ်ကိုနှစ်ပဲယူမယ်ပြီးရင်တစ်နှစ်ကြိမ်ပေါင်းတာက9 9နှစ်နဲ့ပေါင်းတာဆိုရင်7ကိုတစ်ပဲယူပြီးတော့4နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် 6ရက်4ရက်ပေါင်းရှင်း30နိနနဲ့ပေါင်းရှင်းဒီ4ပေါ့နော်လေးတိပေါင်းတာ9ငါကိုဒီ4နဲ့ပေါင်းတော့ပေါင်းရှင်း9ဆိုတဲ့အတွက်9 30တုံများနဲ့ကိုနှစ်ပေါင်းတော့နှစ်နှစ်ကိုလည်းနှစ်ထပ်ပေါင်းတော့4ငါနှီးအရာကျွန်တော်ဆက်နေချိန်မှာ9တုံညာနှစ်လေးငါထိတ်စုပြီးဖြစ်ပါတယ်9တုံညာနှစ်လေးငါပေါ့နော်ပြီးခဲ့တဲ့ပတ်မှာတော့ကျွန်တော်တုံးထိတ်စီအားနေတယ်ဆိုပေမဲ့ကျွန်တော် တုံးထိစီတက်တက်ခြာပြီးသွားခဲ့တယ်ပေါ့နော်ဒီတစ်ပတ်မှာတော့9ရက်ခွန်ရက်ထိစီအားနေမှာဖြစ်ပါတယ်โอเคနောက်ထပ်ထိစီတလုံးကို ဆက်ပြီးလေ့လာကြည့်အောင်ဒါကနီးအသည့်ဖြစ်ပါတယ်ပေါ့နော်နီးအသည့်ကို ကျွန်တော်အတူတူလေ့လာကြည့်အောင်ပေါ့နော် open တမမဟုတ် h တမဟုတ်ထိစီပေါ့နော်ဒါကတော့ကျွန်တော်ဒီခွန်ခွန်ကိုတပင်ကနေခွန်တုံညတုံညတပင်ကိုတူတူလေ့လာကြည့်မယ်ပေါ့နော် โอเคဒီနေ့အတိုင်းပဲပါနော်ကျွန်တော်တို့ဒီ9မှာတစ်ချိန်ပေါင်းมาဖြစ်ပါတယ်ပြီးရင်339 9နဲ့ဒီ2နဲ့ချိန်လေးဆိုတော့9နဲ့4ပေါင်းရှင်းဒီ73ရာมาဖြစ်ပါတယ်4နဲ့ချိန်ရှင်း9နဲ့ပေါင်းတာဆိုရင်79ခုပဲရေးမယ်ပေါ့နော်ပြီးရင်ဒီခွန်က3ချိန်27ပေါ့နော်4ခွန်ပေါင်းရှင်း27 3နဲ့7ပေါင်းတော့2ဒီအနောက်က9နဲ့ထပ်ပေါင်းมาဖြစ်ပါတယ် ခွန်တုံးပေါင်း20ခွန်ရနဲ့ပေါင်း9 9ပေါင်း၄ဆိုတော့ဒီအောက်ကခွန်ထိတ်ဆိုတော့ကျွန်တော်တခုဒီမှာပေါ့နော်3ကို၄ချိန်ပေါင်းပေးရမှာဖြစ်ပါတယ်ကျွန်တော်တစ်ချိန်ပေါင်းဖေးဖို့ကြံသွားခေတယ်ပေါ့နော်ဒီအနောက်တလုံးကို၄ချိန်ပေါင်းပေးရမှာဖြစ်ပါတယ်โอเคကျွန်တော်ထပ်ပြီးဒီလိုလေ့လာကြည့်အောင်ဒီခွရှိဆုံးခုနှစ်ကတစ်ချိန်3က၄ချိန်ဆိုတဲ့အတွက်7နှစ်နှစ်ကိုဒီအရှိက၄နဲ့ပေါင်းတော့ပေါင်းရှင်း6ဖြစ်မယ်ပေါ့နော် ဒါဆိုရင်ခွန်ခွန်ပေါင်းရှင်14ကို6နဲ့ပေါင်းရင်20နိနေ9ပေါင်းရှင်900ရတဲ့အတွက်ခွန်ထိပ်စီဖြစ်ပါဖြစ်ပါတယ်နောက်ထပ်တစ်ပြည်မှာကခွန်3ည3ညဖြစ်ပါတယ်ဒါကြောင့်မို့ခွန်ထိပ်စီခွန်3ည3ညဖြစ်ပါတယ်အဲ့ဒီနိအတိုင်းပဲနောက်ထပ်ခွန်3ည3ညတပြည်ကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်လေလေနဲ့ဒီ၈ပေါင်းရှင်းဒီ၁၂ဖြစ်ပါတယ်ဒီ၅နှစ်ကျင်30ပေါ့နော်ပြီးရင်၈နှစ်ကျင်16ကိုတင်နေပေါ့လားဆိုရင်ဆက်ခွန် 6ဒီ9က3.55ငါးနဲ့ပေါင်းရင်10 6နဲ့10ပေါင်းတာ14ဆိုတဲ့အတွက်နိခွန်9နဲ့4ပေါင်း73ဆိုတဲ့အတွက်3ထိပ်စီရတယ်ပေါ့နော်3ထက်တလုံး3ထိပ်စီမှာ300ဖြစ်ပါတယ် Okay ကျွန်တော်ဒီမှာ3ထိပ်စီ300ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်ပေါ့နော်9နဲ့ချိန်10 9နဲ့ပေါင်းတော့9 6နဲ့ချိန်12ကိုဒီရှိရတင်နဲ့ပေါင်းတာ3 3 ကိုဒီ9နဲ့ပေါင်းမယ်ပေါ့နော်ရှစ်အဲဆိုရင်ခွန်3ပေါင်း30ရှစ်တလုံးခြံတဲ့အတွက်ကြောင့်မို့ရှစ်ထိပ်စီဖြစ်ပါတယ်နောက်ထပ်တစ်ပြေမှာက6 9လေးဖြစ်ပါတယ်ခင်ဗျာရှစ်ထိပ်စီ6 9လေးဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်တို့ဒီ69လေးပြင်ကနေ9ထိပ်စီ9လျှောက်3ပြင်ကိုဆက်ပြီးလေ့လာကြည့်အောင်အပေါ်ကနှစ်ရက်တိုင်းပဲပေါ့နော် ဒါဆိုရင်ဒီ9ကနှစ်ကြိမ်တစ်စိပေါ့နော်လေးလေးဒီ16ကိုဒီရှိနဲ့ရှိကရှိနဲ့ပေါင်းတာ4ဖြစ်သွားမယ်ပေါ့နော်နောက်ထပ်လေး9 3ပေါင်း10ခုနှစ်တလုံးကြံမယ်နောက်ထပ်ဒီမှာပေါ့နော်လေးလေးဒီ16 16ပေါင်း14လေးနဲ့3ပေါင်းခွန်6ကဒီမှာ ဒီအလေက9နှစ်ချိန်ပေါင်းရှင်း30ပေါ့နော်6က3ချိန်4ချိန်20နဲ့4ဖြစ်တော့မယ်ပေါ့နော်ဒါဆိုရင်4 4ပေါင်းရှင်း8ခွန်ပေါင်းတော့15ဆိုတဲ့အတွက်9ထိပ်စီးဖြစ်မယ်ပေါ့နော်နောက်ထပ်တစ်ပြက်မှာက9 6 3ဖြစ်ပါတယ်ဒါကြောင့်မို့9ထိပ်စီး OK တယ်ခင်ဗျာဒီနေ့အတိုင်းပဲနောက်ထပ်တစ်ပြက်ပေါ့နော်နေ့က ဒီခွန်3ပေါင်း20ဒီမှာ3တလုံးကျန်မယ်ပါနော်။နှစ်က၄ချိန်၈၈နဲ့3ပေါင်းတာဆိုရင်7တဖြစ်ပါတယ်။၈၈နဲ့ဒီနှစ်နဲ့ပေါင်းရင်30ပြီးရင်ဒီ9 3နဲ့29ခွန်3ပေါင်းရင်30ဒီအပေါ်ကမှ5တလုံးကျန်မယ်ပါနော်။ဒါဆိုရင်1 3ည5ပေါင်းတော့6 6ထိပ်စီဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာက6 8ခွန်ဆိုတဲ့အတွက်6ထိပ်စီ6ရှေခွန် okay တယ်ဗောနော်နောက်ထပ် ဒီနေ့တိုင်းပဲ6လေးလီ94နဲ့4ပေါ့နော်4နဲ့ဒီ3နဲ့ကြိမ်ပေါင်း6ဆိုတော့ပေါင်းချင်း30အရှိဆုံးမှာ9ဒလုံးကျန်တယ်ပေါ့နော်ဟုတ်ကဲ့ပြီးရင်ဒီ6နဲ့ဒီနေ့ပေါင်းတာ8 6ကဒီမှာ3နဲ့3 4 5 6 5လီ30 9နဲ့ပေါင်းတော့9 9ရှိကစက်ခွန်ခွန်နဲ့9ပေါင်းတော့ပေါင်းရှင်းစနစ်ရတဲ့အတွက်နိထိစီဖြစ်ပါတယ်နောက်ထပ်တစ်ပြန်မှာနိနိခွန်ဖြစ်ပါတယ်โอเคနိထိစီ နိနိခွန်ဖြစ်ပါတယ်ဗောနော်နိနိခွန်တပင်ဟာနေ388တပင်ကိုဒီနေ့တိုင်းပဲဆက်ပြီးပေါင်းကြည့်မယ်ဗောနော်ငါးလေးလီ20ရှင်းနှံချိန်16ကို6နဲ့ပေါင်းတာ7နိနောက်ထပ်ရှင်းနှံ5ပေါင်းရှင်းနှံ5ပေါင်း73ဗောနော်နောက်ထပ်ချစ်ဆိုတော့နိနှံချစ်ပေါင်း10 3ထိပ်စီဖြစ်သွားမယ်ဗောနော်3ထိပ်စီ388ဖြစ်ပါတယ်โอเคနောက်ထပ်388တပင်ဟာနေ3ထိပ်စီ3တုံများကုတပင်ကိုပေါ့နော် ဖြောင်းလေးလေး20နဲ့လေး3ပေါင်းတော့ပေါင်းရှင်9ဖြစ်ပါတယ်3ပြီးရင်6နာချိန်7နဲ့နေ3 6ဆိုတော့63 78 85ပေါင်း73ခွန်3ပေါင်း10 3ဒလုံးကြံနေတဲ့အတွက်3ဒလုံး3ထိပ်စီးပါနော်3တုံညာ9ဖြစ်ပါတယ်3ပြီးရင်6ဒလုံးကြံနေတဲ့အတွက်3ဒလုံး3ထိပ်စီးပါနော်3တုံညာ9ဖြစ်ပါတယ်ထိပ်စီး3တုံညာ9ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ဆက်ပြီးလေ့လာကြည့်အောင်ဒီ6နှစ်ကြိမ်ပေါင်းခွန်၄၄28ပေါ့နော် ခွန်လေးလီဒီ28ဆိုတော့ရှစ်က3ချိန်24ပေါ့နော်24ကိုဒီတင်တဲ့ပေါင်းရင်25 5ပဲရည်မယ်ရှစ်ရှစ်နဲ့3ပေါင်းတာက17 63ပေါင်းရှင်9 93ပေါင်း12 2နှစ်ကိုဒီအပေါ်9နဲ့ပေါင်းရင်9ဖြစ်မယ်ပေါ့နော်ဒါဆိုရင်9နဲ့3ပေါင်း6 6ခွန်ပေါင်း73ဆိုတဲ့အတွက်3ထိပ်စီးပဲဖြစ်မယ်ပေါ့နော်โอเคနောက်ထပ်တစ်ပြည့်မှာ3 5နှစ်ဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီတစ်ပြည့်မှာလည်း3ထိပ်စီး3 5နှစ်ဆိုတဲ့အတွက်โอเคတယ်ပေါ့နော် နောက်ထပ်တစ်ပြည့်ဒီနှစ်နှစ်ကြိမ်လေး၄၉ပေါင်း73ဆိုပြီးဖြစ်မယ်ပေါ့နော်နောက်ထပ်33တိက9ပြီးရင်၄3လီစနစ်နှစ်ကိုဒီ9ပေါင်းတော့9ဆိုတဲ့အတွက်3ခွန်ပေါင်း30ဆိုတော့အကျွန်တော်ဒီမှာ၄က၄ကြိမ်ဖြစ်ပါတယ်ပေါ့နော်ဒီမှာဒီဒီ၄ကြိမ်ဖြစ်ပါတယ်လေးလေးဒီ16ဖြစ်မယ်ပေါ့နော်ရှောင်းနဲ့9ပေါင်းတော့17ဖြစ်ပါတယ်ဒါဆိုရင်9နဲ့10ပေါင်း33ထိပ်စီးပဲထပ်ပြီးရမယ်ပေါ့နော် နောက်ထပ်တစ်ပြည်မှာက3-9နည်းဖြစ်ပါတယ်ဒါပြည့်ခဲ့တဲ့တစ်ပတ်ကဟာပေါ့နော်3ထိတ်စီ3-9နည်းဒါဆိုရင်ဒီနည်းအသိပဲဆိုရင်တော့17ကြိမ်မှာဆက်ပြီးလေ့လာကြအောင်ပေါ့နော်ဖြောင်းလေးလီဒီ20နဲ့၄ကို9နဲ့ပေါင်းတော့၄လေးကိုဒီ3နဲ့ပေါင်းတော့9ပြီးရင်93ပေါင်း10ရှောင်း3လီ78ရှင်းနေ9ပေါင်း73ဆိုတဲ့အတွက်938 81ပေါင်း9ဆိုတဲ့အတွက်ကျွန်တော်တို့ဒီနီးအရာတော့9ထိပ်စီဖြစ်ပါတယ်ပေါ့နော် ကျွန်တော်ဤအရာကိုထိစီဖြစ်ပါတယ်ဒီ900တပြားနေဤအတိုင်းပဲပေါ့နော်903ထိစီ300 89563 68နေထိစီနေနဲ့903ထိစီ383ထိစီ300တော့ကိုဆိုပြီးတော့โอเคသွားပြီပေါ့နော်ဒီ7ချက်မှာတော့ဒီဤအရာကိုထိစီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီထိစီ9လုံးပါလေကျွန်တော်ထပ်ပြီးကြည့်အောင်ပေါ့နော်8ထိစီ8လေး3အနေစာပြီးပြပေးထားတာဖြစ်ပါတယ် အဲခွန်ခွန်ကိုခွန်ထိတ်ခွန်နေရ3ခွန်ခွန်ရှိခွန်း9 63 68ခွန်ပေါ့နော်ဒီလိုလေးဆိုရင်တော့ဒီတပတ်မှာလေဒီမှာကိုထိတ်စီပါတယ်ပေါ့နော်โอเคဒီမှာကိုထိတ်စီကိုတုံညာနေလေး9မှာဆိုရင်ကိုထိတ်စီပေါ့နော်ကျွန်တော်ဒီ9ကတော့အားနေတယ်ပေါ့နော်ဆိုတော့ကိုတုံညာနေလေးမှာကိုထိတ်စီပို့အားကောင်းမယ်ပေါ့နော်โอเคဒါကကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်မဲဆုံတွေ့ကြအောင်လားခင်ဗျာ